ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့လူငယ် page ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Edward ပါထုံးစံတိုင်းပဲအရင်တော့ Rock and Roll နဲ့ဒီ Madden နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေရသူဖြစ်ပါတယ်ကဲ ကျွန်တော်ဒီဘာမှမပြောသေးခင်မှာကျွန်တော်ကြော်ညာစရာတစ်ခုရှိပါတယ်ကျွန်တော်တို့ဒီနေ့ဒီဗီဒီယိုကိုမဟောကာโกကနေပြီးတော့ sponsorship ပေးတာဖြစ်ပါတယ်မဟောကာโกဆိုတာကတော့အခြားမဟုတ်ပါဘူးဒီလူငယ်တင်းနဲ့ပဲအတွဲပြီးလှုပ်လှုပ်နေတဲ့ဒီမလေးရှားထိုင်းမြန်မာကိုပစ္စည်းပို့ပေးနေတဲ့ဒီကာโกလုပ်ငန်းလေးတစ်ခုဖြစ်ပါတယ်အဲ့တော့ဒီမဟောကာโกကြောင့်သိချင်တယ်ဆိုရင်ကျွန်တော်တို့ဒီ page မှာ link ချပေးရမှာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကဲဒီနေ့တင်ဆက်ပေးမယ့် band အကြောင်းကတော့ဒီ rock and roll နဲ့ဒီ metal နဲ့ကြိုက်တဲ့လူတွေကြားထဲမှာတိတ်ပြီးမစိမ့်ပါဘူးဗျာ ဒီအားလုံးကြိုက်ကြမယ် 80s တခင်မှာတအားကိုနာမည်ကြီးခဲ့တဲ့ Skiro ဆိုတဲ့ဘန်အကြောင်းပဲဖြစ်ပါတယ် Skiro ကဘလောက်တောင်မှနာမည်ကြီးလဲဆိုရင်အဲ့ဒီခေတ်ကကျွန်တော်ရှင်းပြောလို့ရှိရင်ဗျာဒီ Bon Jovi တို့ Guns N' Roses တို့တောင်ကျွန်တော်ပို့ပြီးကြိုက်တယ်အဲသူတို့ရဲ့ဒီအားထုတ်မှုတွေနောက် D1 ရဲ့စီးလုံးမှုတွေအဲဒီအရင်တော့ကဒီ Vocalix Sebastian Bach နဲ့ဒီနောက်ကဒီ Sebo တို့ဒီ Richard Bolan တို့ရဲ့ဒီညီညွတ်မှုတွေနဲ့တအားကိုသူတို့အချိန်ဟုန်ပြင်းပြင်းနဲ့ချခဲ့တယ်ဗောဗျာအဲ့တော့ ဒီ skill ရဲ့အကြောင်းလေးကိုကျွန်တော်တို့ပြန်ပြီးစမြုပ်ပြန်ကြတာပေါ့ skill ကဘယ်ကစလဲဆိုရင်လုံးခဲ့တယ်အိုး1988မှာ skill ကစခဲ့တာဗျအဲ့တော့ skill ဘယ်လိုစလဲဆိုရင်အရင်ဆုံးဒီ Sebastian Bach က Sebastian Bach ဆိုတာဒီ skill ရဲ့ဒီ pinnai vocalist ဖြစ်ခဲ့တဲ့သူတယောက်ပေါ့ skill ရဲ့အရှိန်အဝါကိုတအားကိုပံ့ပိုးပေးခဲ့တဲ့ vocalist လို့ပြောလို့ရတယ်သူ ਨੇ ဒီ skill အဖွဲ့နဲ့ဘယ်လိုတွေ့လဲဆိုတော့ wedding တစ်ခုမှာတွေ့တယ်ဗျဒီ rock photographer တယောက်ဒီ Mac Wise အဲအတန်တွက်ကအဲ့လိုပြင်မဲ့တင်တယ်အဲ့တယောက်အဲ့တယောက်ရဲ့ဒီ wedding တခုမှာ Sebastian Bach ကသူကဒီဟိုကလောက်တာတချင်းလာဆိုတာဒီမင်္ဂလာပွဲတော့တချင်းလာဆိုတာဗျာအဲ့မင်္ဂလာပွဲတော့တချင်းလာဆိုတဲ့ဟာဟိုဘသူကသွားတွေ့လဲဆို Skiro ရဲ့ guitarist ဖြစ်တဲ့ Snake Thibo နဲ့နောက်ပြီးတော့ကျွန်တော်တို့အားလုံးဒီ rock and roll လောကမှာအကုန်လုံးကြိုက်ကြတဲ့ Bon Jovi နဲ့သွားတွေ့တယ်အဲ့တော့ခုနကျွန်တော်ပြောခဲ့သလိုဒီ Skiro ရဲ့ guitarist Thibo နဲ့ John Bon Jovi နဲ့လို့ကြားခဲ့တယ်ဆိုအားလုံးကလည်းဒီ ဘွန်ဂျိုဗီနဲ့ဒီစကီရိုဂီတရစ်နဲ့ဘယ်လိုမျိုးပတ်သက်လဲဆိုတာသိကျင်ကြမယ်လို့ထင်တယ်။အဲ့တော့ထပ်ပြီးအရှိကိုထပ်သွားရမယ်ဆိုရင်ဒီဂျွန်ဘွန်ဂျိုဗီပေါ့ဗျာဒီဘွန်ဂျိုဗီရဲ့ပင်တိုင်း vocalist ဒီဘဲနဲ့ဒီ snake save နဲ့အငငယ်ရဲ့သူငငယ်ချင်းတွေသူတို့ကငငယ်တော့မပါလဲဆိုတော့ deal တစ်ခုရှိခဲ့တယ်ဗျာအဲကျွန်တော်ပြန်ပြီးကြားဘူးတယ်ဘယ်လိုလဲဆိုတော့သူတို့နှစ်ယောက်က music industry မှာဒီ business ရတယောက်ကအောင်မြင်ခဲ့လို့ရှင်တယောက်နဲ့တယောက်ဒီ support လုပ်ဖို့ကူညီပေးဖို့အတွက်သူတို့ deal လုပ်ခဲ့တယ်အဲအဲ deal ကြောင့်ပဲဒီ skill အောင်မြင်ဖို့ဆိုတာ ဖြစ်လာတယ်လို့ပြောလို့ရတယ်။အဲဒီအချိန်မှာခုနပြောသလိုခုန wedding မှာ Sebastian Bach နဲ့သူတို့တွေ့တွေ့တယ်။အဲဒီတွေ့တဲ့အချိန်မှာပဲတခါတည်းပဲမိတ်ဆက်ပြီးတော့ Bach ကိုကြိုက်ပြီးတော့တခါတည်း join လိုက်တယ်။ဟေးအဲဒီအချိန်မှာ Skiro ရဲ့ပထမဆုံး album 1989မှာစထုတ်ဖို့အတွက်ဖြစ်လာတယ်။ album ကတော့သူတို့ရဲ့ဒီ self titled album ပေါ့ဒီ Skiro Skiro ဒီ album 1989မှာစထွက်လာတယ်။အဲဒီ album မထွက်ခင်မှာသူတို့ album ကိုဘယ်သူကနေပြီး release လုပ်ပေးလဲ။ဘယ် record က release လုပ်ပေးလဲဆိုတော့ခုန ဘွန်ဂျိုဗီမှာမန်နေဂျာလုပ်တဲ့ဒီ dot madgi ဆိုတဲ့ဘဲရပဲစကီရိုကိုသူကဒီ Atlantic Record လုံးဝနာမည်ကြီးရဲ့ Atlantic Record မှာ secure ဖြစ်အောင်လို့ Skiro ကိုစပြီးတော့သူတို့စာချုပ်ချုပ်တယ်အဲ့ဒီမှာပဲ Skiro ရဲ့ Skiro debut album စထွက်လာတယ်အဲ့တော့ Skiro ရဲ့ဒီ1989မှာသူတို့ရဲ့ debut album ထွက်လာတယ်အဲ့ဒီ debut album ထွက်ထွက်လာခြင်းမှာပဲ Skiro ကအုံးကနေတိုင်းကနေဆိုပြီးတော့ဘယ်လိုပြောရမလဲဟိုအောင်မြင်သွားတယ်လို့ပြောလို့ရတယ်ပေါ့ဗျာသိရမှာချက်ချင်းဘာလို့လဲဆိုတော့အဲ့ဒီမှာပါတဲ့ ဒီ ADN live ဆိုတဲ့တခြင်းရယ် I remember you ဆိုတဲ့တခြင်းရယ်နှစ်ပုတ်ပါတကယ်ကိုဒီ1989 rock ballad ဒီကျွန်တော် Glenn Medal လောကမှာတအားဟို hit ဖြစ်သွားခဲ့တယ်ဗောဗျာအဲ့တော့ဒီ Skiro တခြင်းအကြောင်းပြောပြီးဆို Skiro ရဲ့ဒီ member လေးတွေနာမည်လေးတွေတချို့သိကြင်ကြမယ်လို့တော့ထင်တယ်ဗျာဥပမာ Skiro ကတော့တော်တော်များများတကယ် rock ကြိုက်တဲ့လူတွေ metal ကြိုက်တဲ့လူတွေတော့သိပါတယ်ဥပမာ Vogel မှာ Sebastian Bach Guitar မှာ snake save ဘို dev the snake save ဘို ਨੇ scotty hay နဲ့တာဝန်ယူရဲ base ညမှာကတော့ဒီ wire ခေါင်းဆောင်လို့ပြောလို့ရဲ richard bolan drum ညမှာကတော့ rod afuso ဘို့ဒါကတော့အဲ့ဒီဒီ skero ပရမအောင်ဆုံးစပြီးထွက်တဲ့အချိန်တော့ line up ပေါ့ဒါပေမဲ့အရင်တော့ဒီ bash မတိုင်ခင်မှာတို့အရင်ဒီ album မထွက်ခင်မှာ vocalist တယောက်ရှိခဲ့တယ်အဲ vocalist တယောက်ရှိခဲ့တယ်ဒါ bash ကတော့ဒုတိယမှာ vocalist ပေါ့ဒါပေမဲ့ဒီ sebastian bug ဝင်လာတဲ့အခါကျမှာတို့က album ကိုစပြီးတင်ပြီးတော့ release လုပ်ခဲ့တယ်ပေါ့ ကီရိုကိုကျွန်တော်ကဘာဖြစ်လို့ကြိုက်လဲဆိုတော့ကျွန်တော်ပြောခဲ့သလိုဒီ special back ရှိခဲ့တော့ကာလာတော့ဆိုဒီ batch ကအဲ့လိုမျိုးဒီ bad က 4k ကိုကောင်းတယ်လို့ပဲသူတို့ဒီအတီးသမားဆရာတွေကလည်းလုံးဝအမှန်ကန်နေပြန်ပြီလားလုံးဝတော်တော်တီးနိုင်တယ်လို့ပြောလို့ရတယ်ဒီနည်းနည်း underrated လည်းဖြစ်တယ်ဗျာခုန snake စီဖို့ရယ် scotty hey ဒီ gatorade ဆိုသူတို့နှစ်ယောက်နှစ်ယောက်လုံးဆိုရင်ဟိုမှာတချင်းတွေမှာသူတို့အများအားဖြင့်ဆို snake စီဖို့ကတော့ဗျာသူကဒီ richard bolan နဲ့တွဲပြီးတော့သူဒီတချင်းတွေကိုပင်နိုင်ရေးတယ်လုံးဝပင်နိုင်ရေးတယ်ဒီတေးဆရာ composer ဗျာ ဲ့လိုပဲ Scorey Hay ကကျတော့ဒီ solo ဘိုင်းနေဒီတာဝန်အများဆုံးယူတယ်ကျွန်တော်နားထောင်ရတယ်လို့တခြင်းနေအများအဖြစ်မှာဆိုဥပမာ ADN live မှာဆိုလည်းဗျာဒါနာမည်ကြီးရဲ့တခြင်းပေါ်မှာဒီ intro မှာစေဖို့ကတွန်း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 ဆိုပြီးဒီ riff လေးဝင်ပြီးသူကအစပြုတယ်အဲ့လိုပဲဂျားထဲမှာဒီ solo တွေကို Scorey Hay က Scorey Hay ကအများကြီး lesson lesson ပြတာဒီ guitarist ညောက်ကလည်းတော်တော်ဘယ်လိုပြောရမလဲကောင်းတဲ့ guitarist တွေပေါ့ဗျာ scorey ဆိုလည်းတကယ်ကို shredder လုံးဝအမှန်ကန် technique တွေနှီးမျိုးစုံသုံးပြီးတီးနိုင်တယ် ဒီစေဘိုးဆိုလဲတကယ်တော့ဒါတကယ်တော့ကွန်ပိုဇာကောင်းကောင်းတရားပေါ့ snake စေဘိုးဆိုလဲဒါကတော့သူတို့ရဲ့ဒီကီတာသမားလေးကီတာသမားလေးတော့မဟုတ်ကီတာသမား၂ယောက်ရဲ့အကြောင်းပေါ့ဗျာအဲ့လိုမျိုးအဲ့လိုပဲကီတာသမား၂ယောက်ကောင်းသလိုပဲဗျာဒီနောက်ကပန်ပိုးပေးတဲ့ဒီ bass နဲ့ drum မှာ raw view ဆိုဆိုဒါ drum man ကိုတာဝန်ယူရသူရဲ့ဒီ drum frame လေးကိုကြည့်လိုက်လို့ရှင်လုံးဝယူလောက်ဆရာပဲဗျာ raw view ဆိုဆိုလုံးဝ ုနီ၎င်းမဲ့ Rachel Bolan ဆိုလည်း base band ကိုတာဝန်ယူရတယ်လို့ခုနကဒီ snake save နဲ့တွဲပြီးဒီတချင်းရဲ့အပိုင်းမှာလည်း तू ကသူတို့ဒီ snake save နဲ့ Rachel Bolan တွေက one ရဲ့ဒီခေါင်းဆောင်လို့ပြောလို့ရတယ်ဗျသူခေါင်းဆောင်၂ယောက်ပေါ့သိရမလားအဲ့မှာသူတို့ကဒီတချင်းရေးတဲ့အပိုင်းနေမှာဆိုသူတို့နှစ်ယောက်ကအမြဲတမ်းသူတို့တာဝန်ယူတယ်အခုတောက်လျှောက်ထွက်တဲ့မြတ်တချင်းနေဆိုသူတို့ကပင်နိုင်ရေးတယ်သူတို့စီကပဲစီးစင်းလာတယ်ဗျတချင်းနေကဒီဂျန်နဲ့မမ်မာရဲကြောင့်လုံးဝ support ပေးတယ်ဝိုင်းရေးပေးတယ်တကယ်တကယ်နဲ့ source ကပဲရလာလဲဆိုသူတို့နှစ်ယောက်စီကပဲအဲ့တော့ဒီ ADN live နဲ့ I remember you အရင်ပောက်ခဲ့တယ်လို့အဲ့ဒီသချင်းလေးတွေမှာအထူးသဖြင့် ADN live ပေါ့ရာဇဝင်လေးတွေရှိတယ်ဗျာ Skiro လို့ပြောလို့ရှိရင်ဒီ ADN live သချင်းကလုံးဝဒီလုံးဝလူတွေတွဲမြင်နေတဲ့ဟာပေါ့ Skiro နဲ့ ADN live ADN live နဲ့ Skiro ကလုံးဝအဲ့လိုတွဲဖက်နေရပါပဲအဲ့တော့ဒီသချင်းကလည်းသူကတမိုင်းကြောင့်ရှိတယ်ဒီသချင်းကလည်းတောင်းတောင်းနာမည်ကြီးရတယ်မို့အဲ့လိုတမိုင်းနဲ့အစင်လာနေအဲ့လိုမျိုးလေးတွေရှိရှိခဲ့လို့ဗျာသူဘလို့လဲဆိုတော့ဗျာဒီ ADN live ဆိုတဲ့နာမည်အတိုင်းပဲသူက18နှစ်သားကောင်လေးတယောက်ရဲ့အကြောင်းရိုက်ထားအဲ့သချင်းကိုဒီ ဘရိုဘရာသာတို့ဒီဆစ်စတာတို့ဖွင့်ကြည့်မယ်ဆိုဆက်ဆက်ချင်းဝင်လာတဲ့အဲ့လိုမျိုးဒီရီဂီဆိုတဲ့ကောင်လေးတယောက်ရဲ့နာမည်ကိုကြားလိုက်မယ်အဲ့ဒီဟာဘာလဲဆိုတော့ဒီတချင်းရဲ့ရာဇဝင်တဲ့ကဒီတချင်းရဲ့တမိုင်းနဲ့ဒီသူကမင်းသားပေါ့ဗျာသူကရီဂီကဘလို့ဖြစ်လဲဆိုတော့သူကလုံးဝဒီသူ့ရဲ့ဘဝလုံးဝ fuck up ဖြစ်နေတယ်ဗျာသိရမလားအဲ့လိုအဖေကလည်းလုံးဝပထွေးရှိတယ်ပထွေးကလုံးဝအယက်သမားအဲ့လိုအဲ့လိုပုံစံမျိုးပေါ့ဗျာအဲ့ဒီ music video မှာလည်းသူတေချာအဲ့လိုမျိုးရိုက်ပြတယ်အဲ့ဒီအချိန်မှာ ဒီသူတို့အဲ့ခက်ကဒီ80ခုနဲ့ကလူငယ်တွေအထုံးစံနိုင်သူတို့ဒီဘလို့ဖြစ်လဲဆိုတော့အဲ့မှာဒါကိုပြန်ပြီးတော့သူတို့ heal လုပ်ဖို့အတွက်အပြင်မှာတငယ်ချင်းတွေနဲ့ဒီလုံးဝပျော်ပါးတယ်တောက်စားတယ်အဲ့အချိန်မှာသူ့ရဲ့တငယ်ချင်းတယောက်ကိုသူကသူ့ဒီရှိတဲ့တနတ်နဲ့အဲ့ဒီကသူတို့ကလည်းအမေရိကန်မှာဒီလက်နက်ကင်လို့ရတယ်လက်နက်ကင်လို့သူတနတ်နဲ့သူကပြစ်မိသွားတာသူ့ရဲ့ဒီတငယ်ချင်းအရင်းကြီးကို Ricky ကနေပြီးတော့သူ့တငယ်ချင်းကိုပြစ်မိသွားတယ်အဲ့ဒီပြစ်မိသွားတဲ့အချိန်မှာလုံးဝတငယ်ချင်းကလည်းအဲ့မှာပဲပွဲချင်းပြီးသေသွားတယ်ပေါ့ဗျာဆုံးသွားတယ်ပေါ့ အဲ့တော့အဲ့အကြောင်းကိုဒီ skiro ရဲ့ guitarist ဒီ dave the snake save ကသူကဒီ answer တွေတခုကိုဖွင့်ချက်ပြီးသူသတင်းစာတွေ့တယ်အဲ့အဲ့သတင်းစာလေးကိုသူဖတ်လိုက်တယ်ဖတ်လိုက်ပြီးတော့ဒီ rigi အကြောင်းကိုသူသွားဖတ်မိတယ်ပေါ့အဲ့သွားဖတ်မိတဲ့အချိန်မှာပဲသူဒီသချင်းလေးကိုရေးလာဖို့အတွက်စတင်ပြီးဖြစ်ပေါ်လာတယ်အဲ့လိုပဲဒါကတော့ဒီ ATN live ပဲလုံးဝဒါရင်းနှင်းပွဲဇလံဖြစ်ရမှာဗျ ATN live ကိုနားထောင်မယ်ဆိုရင်ဒါတကယ် rigi ဆိုတဲ့ကောင်လေးရဲ့ ဖြစ်ရမယ်ဆိုကျွန်တော်ကဒါပြောပြတာပေါ့အဲ့လိုမျိုးဒီမသိသေးဘူးတော်တော်များများတော့သိကြပါတယ်ဒီအကြောင်းအဲ့လိုမျိုးအဲ့တော့အဲ့အချိန်မှာပဲသူတို့စတိုက်စတိုက်သူတို့ run နဲ့တောက်လျှောက် run နဲ့အဲ့လိုမျိုးဒီ story လုပ်တယ်ပြီးရင်ဒီ Guns N' Roses နဲ့လည်းအဲ့လိုမျိုးဒီတွဲပြီးတော့ဒီ story လှည့်တယ်အဲအဲ့ဒီမှာဒုတိယမြောက် album Slave to the Grind ထွက်လာတယ် Slave to the Grind ကတော့ Skiro ရဲ့ဒီပိုပြီးကျမ်းတဲ့ကျမ်းတဲ့ album ပေါ့ဗျာသိလားအဲ့ဒီမှာလုံးဝဒီ heavy metal တွေနောက်ဒီ groove ဆန်ဆန်ဖြစ်တဲ့ပုံစံတွေနောက်ဒီ speed speed sand နဲ့ဒီလုံးဝမြန်မြန်သွားတဲ့ဒီ rift တွေပေါ့ဗျာသိရမလားအဲ့လိုမျိုးပို့ပြီး aggressive ဖြစ်လာတယ်ပေါ့အဲ့လိုမျိုးဒီ thrashy ဖြစ်တဲ့ rift တွေအဲ့ဒါမျိုးတွေပို့ပြီးကြားလာတယ်ဗျာအဲ့ဒီ album မှာတော့လုံးဝကျွန်တော်အကြိုက်ဆုံးဒီ rock and roll နဲ့ metal album လို့ပြောလို့ရတယ်ဗျာအဲ့ဒီ album ကလည်းအဲ့ဒီ album ကျတော့ scale ကလုံးဝအအောင်မြင်ဆုံးအချိန်ဖြစ်နေပြီပေါ့အဲ့ဒါနဲ့ အဲ့မှာလည်းတို့တောက်လျှောက်တိုးရလဲတယ်ကဘာပတ်တယ်ဒီ European တိုးရလဲတယ် America မှာလဲတယ် Asia မှာလဲတယ်အဲ့နဲ့တို့ set run set run နဲ့တတိယမြောက် Airban ဆက်ထွက်လာတယ် set human race ဆိုတဲ့ Airban ထွက်လာတယ်ဒီ Airban လားလေရှေ့ Airban အတိုင်းပဲ Tony လောက်အောင်ပဲတို့လည်းသူ skill ရထွက်လာတဲ့မြတ်တချင်းနေရဗျာနားထောင်ကြည့်လို့ရှိရင်ဥမာဒီ Sebastian Buck ရှိနေတဲ့ကာလမှာတို့ထွက်လာခဲ့တို့ Airban သုံးချက်ရှိတယ်ပြီးရင်တို့ EP တစ်ချက်ရှိတယ်အဲ့လေးချက်လုံးမှာအလုံးကတို့ကကြမ်းလာကြမ်းလာကြမ်းလာပို့ပို့ကြမ်းလာတဲ့တချင်းနေပြီးတို့အားလျှော့သွားတော့မရှိဘူးအဲ့လောက်ထိတော့မိုက်ခဲ့တာဗျာတိတယ် အဲ့နဲ့အဲဒေါက်ရှော့စကီရိုအချိန်တက်လာတဲ့လုံးဝအဲ့လိုမျိုးဒီဘွန်ဂျိုဗီတို့ Guns N' Roses တို့ဒီလုံးဝအပြိုင်ဆိုင်ဖြစ်နေတဲ့ Motley Crue နဲ့လုံးဝသူတို့အပြိုင်ဆိုင်ဖြစ်နေတဲ့အချိန်မှာပဲဘာဖြစ်လဲဆိုတော့အဲသူတို့ဒီစကီရိုကဘဲတယ်ဒီအကြိုက်ဆုံးဘန်တဘန်ရှိတယ်ဗျာအဲခင်ဗျားတို့သိကြကြမှာပဲသူတို့ကတခြားတော့မဟုတ်ဒီမျက်နှာမှာ face paint နေနဲ့လုံးဝအမှန်ကန် Rock and Roll ကိုဖျောက်ခဲ့တဲ့ Kiss Band ဒီ Kiss Band ကို Skid Row တစ်ဖွဲ့လုံးအကြိုက်တယ် သူတို့ကတပွဲလုံး case ကိုယုံလုံးဝယူတွတ်တယ်။ဟိုမှာကေတာသမား A stress လေးကိုလည်းသူတို့လုံးဝယူတယ်။ boss တန်ရင်းကြီးအကုန်လုံးပေါ့ဗျာသိရမှာသူတို့ကြိုက်ကြတယ်ပေါ့။အဲ့တော့ skill ကဒီအောင်မြင်နေတဲ့အချိန်မှာပဲဘာထပ်ဘာဘာဘာပွဲထပ်လုပ်ဖို့ရှိလာလဲဆိုတော့ဒီ case ကို opening at ဒီ opening လုပ်ပေးရတဲ့ ban ပေါ့ဗျာ။သူတို့ဘလောက်ပဲအောင်မြင်မြင်ဒါက case ကတော့ဗျာသူတို့ထက် senior ကြတော့ case ကိုသူတို့ opening လုပ်ပေးရမှာ။အဲ့ဒီအချိန်မှာဒီ bad က selection bad ကတော့သူလိုလိုလားလားသူကအဲသွားခြင်းနဲ့လှုပ်ခြင်းနဲ့ ါပေမဲ့တခြား member တွေကတော့ဘာပြောလဲဆိုတော့ skill row အနေနဲ့ဒီ case ကိုဖွင့်ပေးဖို့ကကြတော့ဟိုဘယ်လိုပြောရမလဲဗျာ skill row ကတအားကြီးမှဝိုင်းပေါ့သိတယ်မလားအဲ့တော့ဟိုတို့ကလက်မခံသိတော့ဘူးလို့ပြောတယ်ပေါ့ဗျာသိတယ်မလားဒါကလည်းကျွန်တော်ဖတ်ကြည့်တဲ့ source တွေရဆိုရင် တချို့ source တွေမှာရေးတာတော် link တစ်ခုနဲ့တစ်ခုအတိအကျမဖြစ်ကြဘူးဗျာတချို့မှာကျတော့နောက်တစ်မျိုးရေးတာဒါပေမဲ့တေးကြတာဒီ case ဗန်ဟိုတို့ opening လုပ်ပြီးတဲ့ပြဿနာနဲ့ပတ်သက်ပြီးတို့ပြဿနာစဖြစ်တယ်အဲ့ဒီမှာစပြီးအကြီးကြီးပြဿနာစဖြစ်တယ်ဗျာ ပြဿနာစဖြစ်တဲ့အချိန်မှာပဲအဲ့ဒီမှာဘာဖြစ်လဲဆိုတော့ bike နဲ့တခြား member တွေเนี่ยလုံးဝဟိုဘယ်လိုပြောရမလဲကွဲသွားတယ်ပေါ့အဲ့ကွဲသွားတဲ့အချိန်မှာ bike ကပဲအဲ့ဒီသူတို့ဒီ studio ထဲမှာပဲလို့ကြားရတယ်ဗျာအဲ့လိုမျိုးဒီ member တွေအားလုံးကိုသူတို့မျိုးသူကလုံးဝဒီသူမကျင်တဲ့တာတွေကိုပြောပြီးတော့သူထွက်သွားတယ်ပေါ့အဲ့လိုပဲ bike ထွက်သွားတဲ့အချိန်မှာပဲ drummer rock of you ဆိုတော့ပါထွက်သွားတယ်အဲ့တော့ skiro ရဲ့ဒီ classic line up ကအဲလုံးဝပြီးဆုံးသွားတယ်ပေါ့အဲဒါကတော့ဒီ စကီရိုးနဲ့စပက်ရှင်ဘက်နဲ့လုံးဝတာသူတို့ဝဲခွာသွားတဲ့ဇလန်းပေါ့ဗျာအခုချိန်ဒီလူတွေကတော့ပြန်ပြီးစပက်ရှင်ဘက်နဲ့စကီရိုးနဲ့ဘယ်ချိန်ပြန်ပြီးအဲ့လိုမျိုး reunion ဖြစ်မလဲအကုန်လုံးမျှော်လင့်နေကြတော့မှာကျွန်တော်ကျွန်တော်အပါဝင်မှာကျွန်တော်ကျွန်တော်အရင်ကြိုက်တဲ့ vocalist ဗျာဒီ bad guy သူကလုံးဝသူ့ရဲ့ဒီ vocal technique တွေသူသုံးရတာတွေဆိုတအားမိုက်တယ်အခုနောက်ပိုင်းသူ solo event လေးတွေပါနားထောင်ကြည့်ပေါ့အဲ့လိုမျိုးတကယ်လို့ကြုံကြိုက်မယ်ဆိုရင်အဲထားပါတော့အဲ့ဒါတော့အဲ့နဲ့စကီရိုးနဲ့ဘက်နဲ့တခမ်းရက်သွားတယ်ပေါ့ ဲဒီမှာပဲသူတို့ note vocalist တွေ touch ရှာတယ်ရလာတယ်ဂျာထဲမှာဂျာထဲမှာနာမည်အကြီးဆုံးဆိုရင် Skero ဒီ Johnny Solinger Johnny Solinger ဆိုတော့ပုံကိုရှိတယ်အဲ့ပုံကိုလည်းဒီ bug နဲ့တော်တော်ဆင်းတယ်ဗျာသူဆိုလဲ Skero မှာနှစ်ပေါင်းများစွာသူဆိုခဲ့တယ်သူကပြီးခဲ့တဲ့နှစ်တည်းရပဲသူဆုံးသွားခဲ့တယ်ယောဂနဲ့အဲ့ပြီးတော့ဘသူထပ်ဝင်လာလဲဆိုတော့ Zappy Theater ဆိုတော့တယောက်ထပ်ဝင်လာ Zappy Theater ကတော့ ဒါ power metal ပြည်သက်တွေဆိုသိကြမှာပါဒီအရင်တော့ dragon force dragon force ကဒါ original vocalist တော်တော်လေးကောင်းပါတယ်ဒါပေမဲ့ကျွန်တော်ကကျွန်တော်ကျွန်တော်ရဲ့ဒီ perspective ကိုပြောရမယ်ဆိုရင်တော့ဒီ zabi the gas kero the chain နဲ့ဆိုတာတော့ကျွန်တော်မကြိုက်မကြိုက်ဘူးဗျာကျွန်တော်နားထောင်လို့မရဘူးဘာလို့လဲဆိုတော့ဟိုဟိုမှာ special bug ကပုံစံကကျတော့ aggressive ဖြစ်တဲ့ဒီ screen voice တွေဒီအမလားအဲ့လိုမျိုး screaming တွေ high pitch တွေအဲ့လိုမျိုးတုံးပြီးသူကဆိုတော့ zabi the gas ကကျတော့ तू power metal ရဲ့ဆိုတော့ तू လုံးဝအဲ့လို clean tone နဲ့ तू က စ조사ပြီးဆိုရယ်ဒါပေမဲ့ तू ਨੇ မလိုက်ဘူးလို့ကျွန်တော်ခံစားရတယ်ဗျဒါကတော့ဒါဒါကတော့ကျွန်တော်အမြင်ပါဒါပေမဲ့ဇပိတီလည်းအကောင်းဆုံး조사ခဲ့တယ်အဲ့နောက်ပိုင်းမှာအခုဒီနောက်ဆုံး Eric Grunwall Eric Grunwall ကတော့တခြားသူမဟုတ်ဘူး तू ကဒီ Swedish Idol ကနေပြီးတော့ तू ကလည်း Sebastian Bach ဒီ Skid Row fan ပဲဒီ Swedish Idol ကနေ तू က Alien Life တခြင်းကို तू စပြိုင်တယ်အဲ့လိုပဲ Alien Life ကို तू ပြိုင်တယ်ပြန်ပြီးတော့အဲ့မှာသူနာမည်ကြီးလာတယ် Eric Grunwall အဲ့နာမည်ကြီးလာတဲ့နေရာတဆင့်ပဲသူ့ကိုဒီ Skiro ကဒီမြန်မန်တန်းပြီးပြီးတော့ သူတို့ဘန်ခေါ်လိုက်တယ်အဲ့မှာ error grown နဲ့သူတို့အဲ့မှာထွက်တယ်အဲ့သူတို့ဒီ the cancer hero times boom အဲ့ error grown နဲ့မှာတော့ကျွန်တော်အရင်တော့ဒီ sebastian bug နဲ့ဒီဘယ်လိုပြောမလဲတူတဲ့အငွေသက်တွေသူကိုရန်ကလည်း inspiration ဖြစ်တာဟုတ် bug ကိုဘယ်လိုမျိုး inspiration ဖြစ်တော့အဲ့လိုမျိုးအငွေသက်တွေရော error grown နဲ့ album မှာခံစားရတယ်တခြား vocalist တွေဆိုင်တော်တော်လေးကျွန်တော်မျောလင်းမျောလင်းခဲ့တယ်ဒါပေမဲ့မျောလင်းလုံးလို့လားတော့မသိဘူးဗျ error grown နဲ့လည်းသူတို့နဲ့လည်းပြီးသွားပြန်အောင်သူတို့ ကွဲသွားပြန်ဘာလို့လဲဆိုတော့ဘာလို့ကွဲသွားလဲဆိုတော့ error ground ကလည်းယောဂရှိတယ်ဗျသူကလည်းကျွန်တော်ကဒီသွေးကင်ဆာရှိခဲ့တယ်သွေးကင်ဆာရှိခဲ့တော့အဲ့လိုပဲသူပြန်ကောင်းတဲ့အချိန်မှာခဏပြန်ကောင်းတဲ့အချိန်မှာ scale ကိုသူ join တယ် join တဲ့အချိန်မှာ scale ကကြတော့လုံးဝသူတို့ကဒီဘယ်လိုပြောမလဲအလုံးဆောင်အလုံးနဲ့ဘဲတယ်ဗျာတောက်လျှောက်တော်တွေထွက်တယ်တော်အကြီးတွေမထွက်ဘူးဆိုတော့သူတို့ကဒီ theater theater တွေမှာလှုပ်တဲ့ပွဲတွေသူတို့ live ဖျော်ပြတယ်တော်တွေတောက်လျှောက်တောက်လျှောက်သူတို့လှည့်တယ်အဲ့တော့တောက်လျှောက် run ကတော့ every ground ကကြတော့သူယောဂဘာညာရှိတယ်ဆိုတော့သူ ਨੇ က အဆင်မပြေဘူးပေါ့ဗျာအဲအဲ့လိုအဲ့လိုမျိုးပေါ့အဲ့တော့အဲ့အဲ့ reason နဲ့ပဲသူထွက်သွားခဲ့တယ်အဲ့အချိန်မှာ Eric Rowan Escaro နဲ့လည်းထပ်ပြီးခွာပြေးပြန်တယ်ဒါပဲပေါ့အဲ့နဲ့ Eric Rowan ပြီးတော့ဘသူထပ်ပြီးလာလဲဆိုတော့အခုချိန်ထိတော့ဘသူမှမလာသေးဘူးဂျားထဲမှာသူတို့ဒီနောက်ဆုံးဒီ tour မှာ legend ကြံခဲ့တဲ့ပွဲကိုသူတို့ဒီဟိုကဒီ Hayes Don Lizzy Hayes ဆိုတဲ့ဒီမမနဲ့သူတို့ဆက်ပြီးတော့ ဖြော်ပြပြီးအဆုံးတော့သွားခဲ့တယ်ပေါ့အဲ့ဒါတော့နောက်ဆုံး skero နဲ့လက်တွဲခဲ့တဲ့ vocalist ပေါ့ဗျာ skero ကတော့ရှင်းရှင်းပြောရရင်ဒီ89 90ဒီ 80s ကာလတွေတခြားမှာ vocal vocalist အပြောင်းဆုံး band တွေကတပံပေါ့ဗျာ band တွေကတပံပေါ့ဒါလည်းဘယ်တက်နိုင်မလဲသိမလားဒါတို့ကတို့အဆင်မပြေလို့ဖြစ်တာဆိုတော့အခုကတော့ကျွန်တော်လဲ Sebastian Bagnes Skero နဲ့ဘယ်ချိန်ပြန်ပြီး reunion လုပ်မလဲဒါမှမဟုတ် Skero vocalist အသက်တရားကိုထပ်ရှာနိုင်မှာဆိုကျွန်တော်လည်းမျှော်လင့်နေတော့မယ်အခုထိတော့ skill ရော vocalist မရှိဘူးမရှိပဲနဲ့တို့ဆက်ပြီး run နေတယ်အခုတော့ skill ရော vocalist ရှာပုံတော့တို့ထုတ်နေကြတယ်ပေါ့အဲ့တော့ဒါကတော့ဒီ skill ရောရဲ့ဒီသမိုင်းကြောင်းလေးပေါ့ဗျာသိရမလားလို့မျိုးဒီ skill ရောကိုတကယ်ကျွန်တော်ပြောလို့အခုစိတ်ဝင်စားရဲဆိုရင်ဒီ skill ရော event လေးကိုလိုက်နာထောင်ကြီးဟိုးစထွက်တဲ့ဒီ skill ရောရဲ့ဒီ subtitle debut event နဲ့နောက်ဆုံး event အထိနားထောင်ကြည့်တော်တော်ဟိုတကယ် rock and roll ဒီ heavy metal ကိုကြိုက်တဲ့လူတွေဆိုရင်နှစ်သက်မယ်လို့မျှော်လင့်ပါတယ်။ကဲဒီနေ့ဒီ video လေးကတော့ဒီလောက်ပါပဲ။ကျွန်တော်နောက်ပိုင်းမှာလည်းဒီ rock and roll နဲ့ metal နဲ့ပတ်သက်တဲ့ content တွေကိုအလင်းသိမ်းတဲ့လိုမျိုးပုံမှန်လေးတင်ဆက်သွားနိုင်အောင်ကြိုးစားပါမယ်။ကျေးဇူးများကြီးတင်ပါတယ်။